အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble of Ya ဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ချင်းတော့ကို PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာနှစ်ခုကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ပထမတစ်ခုကတော့လက်ရှိ PUBG Mobile မှာတော်တော်လေးကိုကောင်းမွန်တဲ့ campaign တစ်ခုသွားနေတာမျိုးရှိပါတယ်စုငွေကျပ်သိန်း90တဲမှာစုငွေတွေစုခူနိုင်ဖို့အတွက်ဘယ်လိုပုံစံပါဝင်ရမလဲလုံးဝအသေးစိတ်တဆင့်ရင်းစီကိုကျွန်တော်ဖော်ပြပေးတော့မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ PUBG Mobile နဲ့ AOT ရဲ့လာမယ့် skin တွေပေါ့ဗျာအဓိကအဖြစ်ပြောရမယ်ဆိုရင် price pack မှာဘယ် skin တွေကိုတွေးမြင်ရမလဲ lucky spin မှာဘယ် skin တွေကိုတွေးမြင်ရမလဲဒါနဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြပေးတော့မှာဖြစ်ပါတယ် ပထမဦးဆုံးတော့လက်ရှိ PUBG Mobile မှာတွားနေတဲ့ဒီရဲ့ campaign နဲ့ပတ်သက်ပြီးမှဥစွာပြောကြည့်ကြည့်ရအောင်ဗျာဒီ campaign ရဲ့အချိန်ကိုကြည့်ရမယ်ဆိုရင်တော့မေလ22ရက်နေ့ကနေဇွန်လ9ရက်နေ့ထိတွားမှာဖြစ်ပါတယ် campaign မှာပေါဝင်ဖို့နံပါတ်1တကယ်ကျွန်တော်လိုရမှာဒီရဲ့ ODM Gear Road Titan တို့အသုံးပြုပြီးမှာဒီရဲ့ PUBG Mobile နဲ့ AOT gameplay video တခုဖန်တီးရမှာဖြစ်ပါတယ်အခုအချိန်မှာ video တဘောလို့တော့တကယ်ချင်းအများစုအနေနဲ့ကောက်တက်ကြမယ်ဆိုတာသိကြပါတယ် video တွေဘာတွေဘာမှမလုပ်တတ်တဲ့တကယ်ချင်းတွေကိုလည်းပေါ်ရရှေ့မှာကျွန်တော် video ဘယ်လိုလုပ်ရမလဲဒါနဲ့ပတ်သက်ပြီးမှာဖော်ပြပေးပါမယ် နံပါတ်2ကတော့ကိုဖန်တီးထားတဲ့ဗီဒီယိုကိုကိုရဲ့ TikTok အကောင့်မှာဒီရဲ့ hashtag တွေအသုံးပြုပြီးမှ public setting နဲ့တင်ပေးရမှာဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ PUBG Mobile မြန်မာဆိုရင်မှ official TikTok အကောင့်ရှိပါတယ်အမှကြည့်မယ်ဆိုရင်ဒီရဲ့ campaign နဲ့ပတ်သက်ပြီးမှ video တပုတ်တင်ထားတာရှိပါတယ်အဲ့ video repost လုပ်ရမှာဖြစ်ပါတယ် repost ဘယ်လိုလုပ်ရမလဲဆိုတော့ share ဆိုတာနှိပ်လိုက်ပါအမှ repost ဆိုတာတွေ့မိမှာဖြစ်ပါတယ်အကောင့်နှိပ်လိုက်ရုံပဲဖြစ်ပါတယ်ဒီ၃ချက်ကိုလုံးဝသာတကယ်ကျွန်တော် campaign မှာပါဝင်မှာဖြစ်ပါတယ်ဒါလုပ်ဖို့ဆိုတာလည်းဘာမှမခက်ပါဘူးလွယ်လွယ်လေးပဲဖြစ်ပါတယ်စုငွေတွေကဘယ်လိုပုံစံရရှိမလဲဆိုတာမေးစရာရှိပါတယ်အပတ်စဉ်ပါဝင်သူအားလုံးနဲ့20ယောက်ကိုမဲနိုင်ပြီးမှစုငွေချက်3000ကိုနှစ်ပတ်တိတိပေးအပ်သွားမှာဖြစ်ပါတယ် ဒုတိယတော့ TikTok မှာဒီ campaign video မှာ view အများဆုံး9ဦးအတွက်စုချင်းငွေ10သိန်းချက်စီပေးအပ်သွားမှာဖြစ်ပါတယ် view အများဆုံးရဖို့ဆိုတာမလွယ်မှန်းတော့သိပါတယ်ဒါပေမဲ့ကိုအဖေရ game play video share လုပ်ထားတာမျိုးရှိတယ်ဆိုရင် TikTok မှာ viral ဖြစ်ရတာလည်းလွယ်တာမျိုးရှိပါတယ်ဒါကြောင့်အရှုံးမပေးဖို့ကျွန်တော်ပြောလိုပါတယ်နောက်ဆုံးကိုက view အများကြီးမရအောင်ဆိုရင်တော့မသသိန်းချက်စီပေါ့ဗျာအယောက်40ဟိုပေါ့ဗျာ cancel နေချင်းကိုကပေါင်ဝင်နိုင်တာမျိုးရှိပါတယ်အမှလည်းတကယ်ကြောင့်သသိန်းတွေပါစခုနိုင်တာမျိုးရှိပါတယ် ကန်ကတော့ဘာမှပြိုလို့မရပါဘူးဗျလှုပ်ရမှလည်းလွယ်လွယ်လေးပဲဖြစ်ပါတယ်ထွေထူးခက်ရခက်စစ်ဘာမှလှုပ်เสียမရှိပါဘူးဗျဒါကြောင့်ပေါ့ဗျတကယ်ချင်းတော့အနေနဲ့ဒီကကန်ပိန်းမှာပါဝင်ကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျဒီမှာကျွန်တော်ဗီဒီယိုမလှုပ်တဲ့တကယ်ချင်းတွေဗီဒီယိုဘယ်လိုလှုပ်ရမလဲဆိုတော့ကိုကဂိမ်းတွေပါတယ်စွန်နီမှာဆိုတော့တေးကြပါတယ်အထက်မှာဒီက Titan ရဲ့ power တွေပါတယ်အသုံးပြုပါတယ် ODM gear တွေပါတယ်အသုံးပြုရဲ့ပေါ့ဗျ gameplay တကယ်ချင်း record လုပ်ပါတကယ်ချင်းအားလုံးအနေနဲ့ကိုရဲ့ phone က screen ဘယ်လိုဖမ်းရမလဲပေါ့ဗျဒါတော့လှုပ်တတ်ကြမယ်ဆိုတော့တေးကြပါတယ် screen recording လုပ်ရင်မှာ game နဲ့အများကြီးဆော့ပါအဓိကအဖြစ်တော့ ODM gear နဲ့ကို Titan power တို့အသုံးပြုမှရန်သူတွေနဲ့ fight တရာမျိုးပဲဖြစ်စေ ေတနည်းအားနဲ့တနည်းအား travel လုပ်တရာမျိုးပဲဖြစ်စေဒါတွေအားလုံးဖန်တီးပြီးသွားပြီဆိုရင် video edit ဘယ်လိုလုပ်ရမလဲပေါ်ရ cap cut တွေပါတယ်တကယ်ချင်းအများစုနဲ့ကြားဘူးကြမယ်ဆိုတာသိကြပါတယ်ဒီရဲ့ cap cut မှာလာရင်မှတကယ်ချင်းတော့မလိုအပ်တဲ့အစိပ်ပိုင်းတွေပါတယ်ဖြစ်လိုက်ပါအဓိကအပြင်ဒီရဲ့ power တွေပါတယ်သုံးတာပေါ်ရတကယ်ချင်းတော့ video တစ်ခုဖန်တီးလိုက်ရုံပဲဖြစ်ပါတယ်ဖန်တီးရလွယ်ပါတယ်ချက်ညက်ကတ်တွေတကယ်ချင်းတော့မလုပ်တတ်ဘူးဆိုရင်တော့ဒါနဲ့ပတ်သက်ပြီးမှလည်း YouTube မှာ video တွေ share ချလို့ရတာဖြစ်ပါတယ်ဒါကြောင့်တကယ်ချင်းတော့ကျွန်တော်စမ်းချီဖို့ပြောလို့ပါတယ်နောက်ဆုံးကိုက editing ပိုင်းလေးပေါ်ရနည်းနည်းပေါ်ရဘယ်လိုပုံစံအနေထားရှိလဲကိုကလည်းလေ့လာပြီးသားဖြစ်သွားပါလိမ့်မယ်ဗျာ okay ဒါဆိုကျွန်တော်နောက်တစ်ခုကတော့လက်ရှိသွား ားနေတဲ့ PUBG Mobile နဲ့ Godzilla ရဲ့ပေါ်ရ price pack ကိုကြည့်ရမယ်ဆိုရင်28ရက်နေ့ကနောက်ဆုံးပဲဖြစ်ပါတယ်30ရက်နေ့မှာကြည့်မယ်ဆိုရင်တော့ EOT ရဲ့ price pack ကိုတွေ့မြင်ရမှာဖြစ်ပါတယ် Lucky Spin ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ် price pack မှာဘယ် item တွေပါလာမလဲဆိုတော့မေးစရာရှိပါတယ် Livy character set ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီမှာကျတော့စိတ်ဝင်စားစရာကောင်းတာဒီရဲ့ပေါ်ရ EOT character တွေကိုကြည့်ရမယ်ဆိုရင် enemy ပုံစံအဖြစ်လည်းကျတော့ပြောင်းလို့ရတာမျိုးရှိပါတယ်ဒီကောင်တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ Armor Titan costume character ကိုတွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု item နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Scout Regiment Host ကိုတွေ့မြင်ရမှာဖြစ်ပါတယ် ဒီရဲ့မြင်းပေါ့ဗျာနောက်တစ်ခုကတော့ဒီရဲ့ Dacia skin ကိုတွေးမြင်ရမှာဖြစ်ပါတယ် Car Titan Dacia ပေါ့ဗျာ skin ကတော့အလောက်ရှိတော့မမိုက်ပါဘူး Car skin ကိုကြည့်ရမယ်ဆိုရင်တော့ပေါ့ဗျာတိုင်းမဲ့လဲ Car ထည့်ထားပြီးတော့လဲမစိုးလို့လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ Titan Sedan Ornament ကိုတွေးမြင်ရမှာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ Spinning Slash Emote ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒီရဲ့ Emote ကတော့တူတာမျိုးရှိပါတယ် နောက်တစ်ခုကတော့ဒီ hard emo ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ emo ကလည်းတူတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ scout regiment set ပေါ့ဗျာဒီ outfit ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီမှာကျော price path မှာ m416 မလာဘူးလားဆိုတာမေးစရာရှိပါတယ် price path မှာတော့ m416 တွေ့မြင်ရတာမျိုးမရှိပါဘူးဗျာ m416 ကိုကြည့်ရမယ်ဆိုတော့ lucky spin မှာတွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ lucky spin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ colossal titan ပေါ့ဗျာဒီဆို armament set ကိုတွေ့မြင်ရမှာဖြစ်ပါတယ် mythic ပဲဖြစ်ပါတယ်ဒီကောင်ကိုကြည့်ရမယ်ဆိုရင်တကယ်ကျွန်တော်အနေနဲ့ enemy ဖြစ်ပြောင်းလို့ရတာမျိုးရှိပါတယ် နောက်တစ်ခုကတော့ Armin Alec Carter ကိုတွေးမြင်ရတာမျိုးရှိပါတယ်ဒီကောင်ကိုကြည့်ရမယ်ဆိုရင်လည်းဒီရဲ့ enemy ဖြစ်ပြောင်းလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ Titan Muzzle and Formasic ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒီကောင်ကကျွန်တော် upgrade skin မဟုတ်ပါဘူးဗျာ UU skin ပဲဖြစ်ပါတယ် upgrade skin ဆိုရင်တော့ဒီကောင်ကလည်းပြီးသွားပြီဖြစ်ပါတယ်လုံးဝ share ပဲဖြစ်ပါတယ်ဒိုင်းမဲ့လေပေါ့ဗျာသူ့ပုံစံတွေထားမိုက်ပါတယ် upgrade skin မဟုတ်ဘူးဆိုတော့ပေါ့ဗျာဒီကောင်ကတကယ်ကျွန်တော်ယူမလားမယူလားပေါ့ဗျာ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ abnormal rushing ပေါ့ဗျာဒီက funny emote ကိုတွေးမြင်ရတာမျိုးရှိပါတယ် နောက်တစ်ခုကတော့ကိုလိုဆန် Titan backpack ပေါ်ရ level 1 2 3ဆိုရင်မှတွေးမိရတာမျိုးရှိပါတယ်မစိုးလို့ပြောလို့ရပါရဲ့နောက်တစ်ခု item နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ Warhammer helmet ပေါ်ရတဲ့အော်တိုကိုတွေးမိရတာမျိုးရှိပါတယ် level 1 2 3ပေါ်ဗျာနောက်တစ်ခုကြည့်ရမယ်ဆိုတော့ကိုလိုဆန် Titan Mazinda Sia ပေါ်ရဒီ Sia skin ကိုကြည့်ရမယ်ဆိုရင်တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ် ဒီက DASIA skin ကလည်း upgrade skin မဟုတ်ပါဘူး YoYo skin ပဲဖြစ်ပါတယ်ဒီက DASIA နဲ့ပေါ့ဗျာနောက်တစ်ခုကဒီ M41CS skin ကိုကြည့်ရမယ်ဆိုတော့ might ထားမျိုးရှိပါတယ်နောက်တစ်ခုကတော့ company နဲ့ပါတယ်တွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခု lucky spin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီက Mikasa set ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်ကိုကြည့်ရမယ်ဆိုရင် enemy ဖြစ်ပြောင်းလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ attack titan set ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်ကလည်းပေါ့ဗျာ enemy character ဖြစ်ပြောင်းလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ Erangeka set ကိုတွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ ODM gear ရဲ့ glider ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် lucky spin နေမှာတွေ့မြင်ရမယ့် item တွေကိုဖော်ပြ ြပေးလိုက်တာဖြစ်ပါတယ်တကယ်ကျွန်တော်ကဘယ် item တွေကိုအကြိုက်ဆုံးလဲပေါ့ဗျာဒီ character တွေထဲမှာဘယ် character ကိုအကြိုက်ဆုံးလဲဘယ် character ကိုယူမလဲပေါ့ဗျာ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒါလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျာ